ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဆလာတွေကိုလည်းကြည့်ပါဦးအကုန်လုံးမြေပြင်ပေါ်မှာပွာကျဲနေရပဲဘာပစ္စည်းမှသူ့နေရာမှာသူမရှိဘူးအမေရဲ့ပစ္စည်းတွေထားဖို့ကနေရာလိုသေးရဲ့လေစင်တွေလည်းဝယ်မထားဘူးစင်တွေကလည်းမရှိတော့မရဘူးလေ ချွေးမရေကိုနေ့ရက်နဲ့ဆင်နေတောင်းဝယ်တယ်လေဆင်လေးတခု ruby ရှိရအောင်ပြောကြတယ်ဆိုင်ကလူတွေကလည်းလေဈေးတွေ all လိုက်ကြတာပြောမနေနဲ့ငါတို့ပစ္စည်းတွေကိုတေချာထားမယ်လေပဆက်မရှိတာကြောင့်အိမ်မကပစ္စည်းတွေထားဖို့ခက်ခဲဖြစ်နေပါတယ်နေတိုင်းပဆက်မရှိတာကြောင့်ပစ္စည်းတခုမဟုတ်တခုကလုံနေပါတယ်မြမြကလည်းမိဖို့ကြောင့်ကပစ္စည်းတွေထားဖို့အခက်ခဲဖြစ်နေပါတယ်ယူယူရေဒီပကံလုံးထဲမှာပဲဟင်းတွေထည့်ထားတယ် ကံအကြီးမှာထမင်းထည့်ထားတယ်။ကျူသွားပြီးကျွေးလိုက်လေ။ရောင်းမရေလူတွေကအများကြီးပကံကြတော့နှလုံးမဲပေးထားတယ်။ဘလို့လောက်ရမလဲ။ဟုတ်တယ်လေ။အိမ်မှာပကံနေမှမရှိတာ။ဒီပကံလေးနှလုံးမဲရှိတာ။ဒါလည်းမရှိရင်ဘလို့ဟင်းတွေထည့်ကြမလဲ။ညညကလည်းပကံတွေမရှိတာကြောင့်အရင်အခက်ခဲဖြစ်နေပါသေး။ပကံမရှိတာကြောင့်မြမြတို့ဟာအလုံးပေါင်းပြီးပကံတစ်ခုရင်းနေပဲစားရပါတယ်။ဒီပကံတွေကလည်းအရမ်းမဲနေပြီ။တိုက်ရတာလည်းမလွယ်လိုက်တာ။မိဖို့ကလည်းမကောင်းတော့ဘူးလေ ယူယူရဲ့အိမ်ထဲကိုသွားပြီးထမင်းချက်လိုက်ငါဒီပကံတွေကြလိုက်မယ်အုံသီးလည်းခူးထားတယ်မုံတွေလည်းလှုပ်ရအောင်မယ်လေညနေကျရင်မုံတွေလောက်ပြီးဈေးထဲမှာသွားရောင်းရမယ်အိမ်မကအုံမင်းတွေအများကြီးရှိတာကြောင့်ယူယူနဲ့မြမြကအုံသီးနဲ့မုံတွေလောက်ပြီးဈေးထဲကိုသွားရောင်းပါတယ်ချွေးမရေငါလက်တွေလည်းကြည့်ပါအောင်ကွယ်မဆလာတွေကျိတ်နေလက်တွေနာနေပြီဟုတ်တယ်မေသမီးတို့အိမ်မှာကြိတ်စုံတော့မရှိဘူးဒီလောက်တောင်စင်းရဲရလားချွေးမရေငါလက်တွေကတော့မရတော့ဟေ့ မဆက်လာလည်းမကြိတ်နိုင်တော့ဘူးနေမကြိတ်လိုက်တော့နော်ဒီလိုပဲအချိန်တွေကြာသွားပြီးတရက်ကြာတော့ရယူကိုကြည့်ဖို့ယောက်ျားလေးအင်က ရောက်လာပါတယ်သူတို့ကအဲ့တဲ့တွေကိုလည်းအင်ကစားတွေပကံတွေနဲ့ပဲမုံတွေအေးအေးတွေခြာကြွေးပါတယ်အမရေဘလို့လဲသမီးလေးကိုကြိုက်ကြလားသမီးလေးအိမ်အလောက်အကုန်လောက်တက်တယ်ဘာမှပြောစရာမရှိဘူးဒီမုံတွေကိုလည်းအကုန်လုံးသူပဲလှုပ်ထားတာလေအမသမီးကတော့ကောင်းပါတယ်လေဒါပေမဲ့ အမတို့ကြည်ရတဲ့လောက်တော့ကျမတို့တင်နှောင်းတဲ့ပစ္စည်းတွေမပေးနိုင်လားဘူး။ဒါကတယောက်တည်းဆိုတော့တောင်းတာပေးရမယ်လေ။အမတို့အိမ်ကမိဖို့ကြောင့်လည်းကြည်ပါအောင်။ပကံတွေကလည်းကျိုးပဲ့နေတာ။ကျမတို့ပါပေးနိုင်မလဲ။အမသမီးတွေအမလို့စင်းရတဲ့သူပဲရှာလိုက်နော်။ဒေါ်နီတို့ကလည်းယောက်ျားလေးကစားစရာတွေကိုကြားပြီးတော့စိတ်မကောင်းဖြစ်နေပါတယ်။ယေယူကလည်းစိတ်မကောင်းဖြစ်ပြီးငုံနေပါတယ်။အဲ့ဒီကြတော့မြင်းမြကတယောက်တည်းပဲအုံဒီမုံတွေရောင်းဖို့အတွက်ထွက်သွားပါတော့တယ်။ ။အုံဒီမုံတွေရောင်းပြီးအပြန်မှာမိမကြီးတယောက်ကိုလူတွေဝိုင်းနေတာကိုကြည့်ပြီးမြမြကလည်းလူတွေနောက်သွားပြီးကြည့်တဲ့အခါမှာတော့ဒီပကံတွေကတကယ်ကိုအုံခွနေနဲ့လှုပ်ထားလား။ပကံတွေကလည်းပေါ့နေရပဲ။တုံးရတာလည်းအဆင်ပြေတယ်။ငါအိမ်မှာလည်းဧည့်သည်တွေလာရင်ဒီလိုပကံတွေနဲ့ပဲမုံတွေကျွေးမယ်။အုံခွနဲ့ဇုံးနဲ့လည်းလှလိုက်တာ။ငါကလေးတွေအတွက်ဒီလိုဇုံးနဲ့ပဲဝယ်သွားလိုက်တော့မယ်။ဟုတ်တယ်။တကယ်အုံခွနေနဲ့လှုပ်ထားတာ။အားလုံးလာကြနော်။အုံခွနဲ့ပကံတွေဝယ်ကြပါအောင်ရှင်။ ကံတွေကလှလဲလှတယ်လို့ပေါ်လဲပေါ်တယ်ဒီလိုတွေနောက်တစ်ခါမရဘူးနော်ရတော့လေလာဝယ်ထားကြပါအောင်ရှင်ငါအုံခွန်နေကိုမိမွေးဖို့အတွက်အသုံးဝင်နေပဲထင်နေတာ DND ကအုံခွန်နေနဲ့ပကံတွေလည်းလှုပ်လိုက်ပြီးပကံတွေကလည်းအရင်လှတာပဲမြမြကလည်းအင်ကိုလာပြီးရောက်ခမနဲ့ရောင်းမကို စကားတွေအလုံးပြောပြပါတယ်ရောင်းမရေညီမငငယ်ကအုံခွန်ပကံနဲ့အကြောင်းဖတ်ဖူးတယ်อืมဟုတ်တယ်သမီးတို့အိမ်မှာအုံးမင့်နေလည်းအများကြီးပဲ ။တမီတို့ကမုံတွေလည်းလှုပ်ရောက်နေကြတယ်။အုံခွန်တွေကိုအလကားထားမဲ့စားပကံတွေလှုပ်ပြီးတော့အိမ်မှလည်းသုံးမယ်။အပြစ်မှလည်းပြန်ရောက်ကြမယ်လေ။ဒါပေမဲ့ရောင်းမရဲ့ညီမတို့ကပကံမှမလှုပ်တတ်တာဘလို့တင်ပြီးလှုပ်ကြမှာလဲ။ကဲမတက်ဘူးဆိုရင်တင်ရမှာပေါ့။တင်တာလည်းဘာခက်လို့လဲ။ EUC မှာဈေးပေါ်တွေဖုန်းလေးတစ်လုံးရှိပြီးတော့သူတို့ဟာဖုန်းနဲ့ကြည့်ပြီးအုံခွန်ပကံတွေလှုပ်ဖို့အတွက်တင်နေပါလေ။ခဏကြာမှမြင်းမြကအုံခွန်တွေယူပြီးတော့ပုတ်တိုင်နေပါလေ။ ။အုံကွန်ဒီကိုပို့တိုင်ရင်းနဲ့မြင်းမြလက်တွေလည်းပြက်လိုက်လက်တွေကပုန်းလိုက်နေဖြစ်နေပါတယ်။ရောင်းမရေလက်တွေလည်းကြည့်အောင်သွေးတွေထွက်နေပြီးတေချာလောက်အောင်ဘာမှမဖြစ်ဘူးမြင်းမြရေကြိုးစားမှုမရှိရင်အရာထင်မလာဘူး။ကြိုးစားတာဟုတ်ပါတယ်ကွယ်။ဒါပေမဲ့ဒုက္ခမပေးနဲ့။တမီယူယူရေနေရောင်းမလက်ထဲကိုဆေးတွေလိမ့်ပေးလိုက်အောင်။ယူယူကလည်းဆေးလိမ့်ပေးလိုက်ပြီးယူယူမြမြဒေါနီတို့ဟာလေ၃ရက်လောက်ကြိုးစားပြီးတော့အုံကုန်နဲ့ပကံဒီကိုလောက်ကြပါတယ်။ သူတို့ကခွက်လေးတွေပကန်လေးတွေဇွန်လေးတွေအများကြီးကိုလှုပ်ကြပါတယ်။ချွေးမရေအိမ်မှာသုံးဖို့ကလည်းပကန်လုံးတွေဇွန်တွေရပြီ။ငရုတ်စုံလည်းရပြီ။ကျန်တဲ့ပကန်တွေယူပြီးတော့ယူယူနဲ့ဈေးထဲကိုသွားရောင်းကြလေ။ဟုတ်တယ်ရောင်းမရေညီမအုံခုနေနဲ့လှုပ်ထားတဲ့ပကန်တွေရောင်းချင်တာကြားပြီ။ဒီလိုနဲ့ညနေရောက်တော့မြ мян နေယူယူကဈေးတွေကိုသွားကြပါတယ်။အုံခုနဲ့ပကန်တွေကလှလိုက်တာ။ပကန်လုံးလေးတွေကမဆလာတွေထည့်လို့ရတယ်။ထောပတ်လည်းထည့်လို့ရတယ်။ငါတို့ဝယ်မယ်။ ။ပကံလုံးလေးတွေကိုကြည့်အောင်။ကလေးတွေကိုရေခဲမုံထိတ်ပေးလို့ရတယ်။ဟုတ်ပါရဲ့အမတို့ရေ။ပကံလေးတွေရောဇုံးတွေရောအကုန်ရှိတယ်။အုံခုငရုပ်ဆောင်လည်းရှိရနော်။မြမြနဲ့ရီရီတို့ရင်အုံမိုးခွတ်ပကံတွေကအရင်ရောင်းရပြီးသူတို့ကပတ်စံတွေလည်းအများကြီးရပါတယ်။ဒီလိုပဲနေရတွေကြာသွားပြီးတော့မြမြကနေတိုင်းလိုပဲအုံမိုးခွတ်ပကံတွေကိုရောင်းနေရင်းနဲ့ရီရီကသူ့စီကိုပြေးလာပါတယ်။ရောင်းမရေ။ဒီနားမှာပွဲတွေလာပုံရှိတယ်။အေးဟုတ်တယ်ငါလည်းကြားတယ်။ဘာဖြစ်လို့လဲ ပွဲမှာပါရီထူးဆန်းတာပါလို့လဲရမရေဒီပွဲမှာပြိုင်ပွဲတစ်ခုပါတယ်ကြိုက်တဲ့ပစ္စည်းလုပ်ပြီးပြိုင်လို့ရတယ်တဲ့နိုင်တဲ့သူကစုရလိမ့်မယ်ရမလည်းဒီပြိုင်ပွဲမှာဝင်ပြိုင်ပါလားရမရဲ့အုံခွပကံတွေလုတ်ပြလေရင်းယူပြောတာကြောင့်မြင်းမြကပြိုင်ပွဲအတွက်စီးရင်ပြီးပြီးဒီလိုပဲ၃လရဲ့ကြားနေနောက်မှာတော့အားလုံးကအုံခွပကံတွေအမျိုးမျိုးလုတ်ကြပြီးတော့နောက်ရမှာပြိုင်ပွဲရဲ့ရောက်လာပြီးမြင်းမြနဲ့ရင်းယူကအုံခွနဲ့ပကံတွေယူပြီးပြိုင်ပွဲတော့ပြီးတော့ဒိုင်းလူကြီးကလည်းပြောခဲ့ပါတယ် ငါတော့အရင်ကလည်းဒီလိုပုဂံတွေမြင်မှုတယ်ဒါမဲ့အမလှုပ်ထားတဲ့ပုဂံတွေကလည်းတမျိုးလာတယ်အမလူလှုပ်ထားတဲ့ပုဂံတွေဇွန်းတွေကိုအကုန်လုံးကြိုက်တယ်အမတို့ကိုယ်တိုင်လက်နဲ့လှုပ်ထားတာလားဟုတ်ပါတယ်ညီမတို့အိမ်မှာအုံးမင်းတွေအများကြီးရှိရဲ့လေအရင်ကမှုန့်တွေလှုပ်ရောင်းနေအခုကျတော့မှုန့်တွေရောင်းရင်အုံးကွန်ပုဂံတွေပါလှုပ်ရောင်းနေလေအရင်အမိုက်တယ်အရင်ရှိကြတယ်အရင်ကလည်းလူတွေကအုံးကွန်နဲ့ပုဂံတွေလှုပ်ကြတယ်အခုကျတော့ခင်မီလာတော့မတုံးကြတော့ဘူးလေအတုံးနေလာတယ်အမတို့ပုဂံတွေကအကုန်လုံးလာတယ် အမတို့စီးပွားရေးကိုနောက်ထပ်တိုးချင်ရင် online မှာလည်းရောင်းကြပါလားဟုတ်ကဲ့ပါရှင်ကျေးဇူးပါမြမတို့ကစွငွေတထောင်ရပြီးဒိုင်းလူကြီးကြောင့် online မှာပါရောင်းရပါတယ်ပြီးတော့အုံသီးနဲ့မုံလုံးတဲ့ဆက်ယုံတွေကလည်းအုံကုန်တွေအားလုံးကိုမြမတို့စီးပိတ်ပို့ကြပါတယ်ဂျာမားရေမြမတို့စီကိုဘလောက်အုံခွန်းနဲ့ရောက်လာပြီလဲအုံခွန်းနဲ့အများကြီးရောက်တော့ပကံတွေလည်းအများကြီးလောက်ရမယ် online ကနေလဲ order အပုံနဲ့အမျိုးမျိုးတက်တယ်လောက်ရတာခက်ပေမဲ့ဈေးကောင်းလည်းရမယ်လေ အမေနဲ့ရောင်းမတာမကူညီခဲ့ဘူးဆိုရင်ဒီလိုတွေဖြစ်ခဲ့မှာမဟုတ်ဘူးတယောက်တည်းလည်းမလုံနိုင်ဘူးလေဒေါနီမျက်မျက်နဲ့ရီရီတို့ဟာအားလုံးအလုပ်တွေဝိုင်းလို့ကြပြီးအားလုံးကလည်းအလုပ်ကိုတိကျလုပ်ကြပါတယ်ပြီးတော့မျက်မျက်ကလည်းအလုပ်တွေရှင်းဖြစ်လာခဲ့ပါတယ်ပြီးတော့အင်းအချင်းတွေလည်းကောင်းလာခဲ့ပါတယ်မျက်မျက်ကလည်းအုံကုန်ပကံတွေလုပ်နေရင်းနဲ့အားလုံးပျော်ရွှင်စွာနေထိုင်သွားကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like lobby subscribe lobby ke baung no